ော်လိုက်ကာလာပေါ့နော်ဒီခုလိုမျိုးပေါ့ခွေးတကောင်လက်ဖြတ်ကူးနေတယ်ခက်ကြမ်းကြမ်းမောင်းလာတဲ့ကားတစ်စီးနဲ့တိုက်မိပြီးအဲ့ခွေးတေသွားတယ်ကားမောင်းလာတာကဘယ်ခွေးမှလူရမထင်တဲ့တော်လိုက်လက်နဲ့ကင်တတ်သားပြီးတော့ခွေးကမသိခင်အတန်းငင်းနေတဲ့အချိန်မှာကားသမားကိုစိတ်နှံနာနဲ့ဆူတောင်းတယ်နောက်ဘဝကျရင်အဲ့ဒီလိုကားသမားတွေကိုငါနိုင်တဲ့လူဖြစ်ရပါလို့ဤဆိုပြီးတော့ဆူတောင်းပြီးတေရောခွေးရဲ့ဆူတောင်းပြေသွားတယ် နောက်ဘဝလည်းတော်လိုင်းကာလမြန်မာပြည်မှာလည်းတော်လိုင်းကာလရှိရအောင်ပြီးတော့တော်လိုင်းသမားတွေနဲ့နိုင်တဲ့လူဖြစ်ရပါလို့ဤစုတောင်းဆိုတော့တော်လိုင်းအင်အားစုအတိုက်ခံအင်အားစုရဲ့ဝန်ကြီးဖြစ်လာတယ်တော်လိုင်းသမားတွေကိုအရင်ဘဝကနောက်ကြီးချက်နဲ့အနိုင်ကျင့်ခွဲလိုက်စင်ရတယ်လို့ပဲအမကန်နိုင်ကျင့်တယ်နော်အမျိုးမျိုးလုပ်တယ်သူ့ကြိုးစည်းပွားကသူကြည့်တယ်ပြီးတော့တော်လိုင်းရတယ်မပီးသေးရသူကလည်းအမကန်လုပ်ဒီလိုနဲ့တနေ့ဝန်ကြီးဟာမကောင်းမှုတွေလည်းလုပ်ရင်းနဲ့ကိုဘသားကိုကောင်းတဲ့အမှုကိုတွက်ကိုကောင်းတဲ့အမှုပြောတာလုပ်ရင်းနဲ့ နော်အချင်းချင်းအရာရှိချင်းချင်းသူ့လိုမျိုးဝန်ကြီးချင်းချင်းကြားထဲမှာအကွက်တွေပြရင်နဲ့မြေပြင်ကတော်လိုက်သမားတွေကိုတွေးခွက်အမျိုးမျိုးလုပ်ရင်းနဲ့ကျမ်းမာရေးမကောင်းဘဲနဲ့အစောကြီးသိပါလေရောအဲ့တော့မသိခင်မှာဝန်ကြီးကဆုတောင်းတယ်နောက်ဘုရားငါအဲ့လိုမျိုးမသိမမြန်းတော့နေလို့မရဘူးတော်လိုက်သမားကြီးတွေနဲ့အရာရှိချင်းချင်းဝန်ကြီးချင်းချင်းတင်းမြတ်တဲ့လူကြီးဖြူတဲ့လူသူတို့တွေအလိုချစ်ခင်တဲ့လူဖြစ်ရပါလို့အေးဆိုပြီးတော့ဆုတောင်းတယ်ပြီးတော့သိသွားတယ် ဲ့ဒီတဆူကလည်းဆူတောင်းပြည့်ပြန်တယ်ဗျဝန်ကြီးသိပြီမကြခင်မှာပဲဇိခမ်းမာဆက် KTB အညာသူဘိုင်းတို့လိုမျိုးနေရာမှာလူကြိုက်များတဲ့ကောင်မလေးဖြစ်လာပါလေရော